အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲကြိုသုံးသက်ချက်နောက်တစ်ပွဲကနေပဲပြန်လဲဗီဒီယိုလိုက်ပါတယ်ထပ်မံ intro မှာဒါဒီနေ့ပွဲစမှာဒါကျွန်တော်တို့ Manchester United အသင်းကိုဒီနေ့ကနေပဲကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံအတွက်ဒါကျွန်တော်တို့ပထမဦးဆုံးဒါဆူတောင်းပေးထားတဲ့အသင်းတွေကသတင်းတကယ်ကိုချီးကျူးဖို့ကောင်းတယ်သူနိုင်ငံကဒါကြောင့်မြန်မာနိုင်ငံမှာ fan base ရှိတယ်တရားဝင်လဲအတိမတ်ပြုထားတာကိုတရားဝင်ပြသခဲ့တဲ့အသင်းသင်းဖြစ်ခဲ့တယ် ဒါပေမဲ့ဒီနေရာမှာပထမဆုံးအသင်းကလူဒရောင်များကျွန်တော်မေးချပထမဆုံးဆူတောင်းပြီးတဲ့အသင်းကဘယ်အသင်းလဲဆိုရင်တော့ Brandford ပါ Brandford ကတော့မြန်မာနိုင်ငံမှာတော့စစ်အာဏာသိမ်းတဲ့အချိန်မှာတော့ JB မှာတော့အခုလိုမျိုးတာကျွန်တော်ငလျင်တံမှာတော့ Brandford အသင်းကအမြင်နဲ့ထိတ်ဆုံးကပေါင်ခဲ့ပါတယ် Brandford အသင်းတွေ့တဲ့တာကျွန်တော်တို့နောက်နေ့ကျရင်ဗီဒီယိုတသက်တပုတ်လုပ်ပြီးတော့ကျေးဇူးတင်ကြောင်းကျွန်တော်ပြောပြပါအောင်မယ်ဖြစ်တိုင်းတော့ကျွန်တော်အဲ့ဒီဗီဒီယိုလေးကိုအင်္ဂလိပ်လူလဲကျွန်တော်ရိုက်ဖို့တော့လဲစဉ်းစားထားတယ်ကျွန်တော်အင်္ဂလိပ်လူကျွန်တော်ကအင်္ဂလိပ်လူစကားပြောတာနည်းနည်းလေးအားနေတဲ့အတွက်ကြောင့်မို့တာကျွန်တော်အင်္ဂလိပ် ဗီဒီယိုကိုကျွန်တော်ဒီချာလိုက်ကြစကရစ်ရေးပြီးမှပြောပါအောင်မယ်အဲ့တော့တစ်ဖက်ကဒါကျွန်တော်တို့ဒါဒုတိယအသင်းနေနေတာလက်ရှိမှာကျွန်တော်မှန်တယ်ပြောမှာဆိုရင်တော့ Manchester United အသင်းကိုအဲ့လောက်ထိမြန်မြန်ဆူတောင်းပေးထားမယ်လို့ကျွန်တော်မထင်ခဲ့ဘူးတကယ်ပုံမှန်လင်းပြောတာဒါပေမဲ့ခုနမြန် Manchester United အသင်းနေတာဒါကျွန်တော်ဖြစ်ဖြစ်ပြီးချင်းနေမှာပဲကိုဆူမွန်ကောင်းတောင်းပေးခဲ့တယ်နေတော်မကူတကယ်ကိုဒါကျွန်တော်တကယ်ချစ်ဖို့ကောင်းတဲ့အသင်းပေါ့နော်အဲ့တော့ဒါကျွန်တော် Father ကြီးအားပေးတဲ့အသင်းမို့လားမတကယ်ကိုကျွန်တော်ဒါဂုဏ်ယူဖို့ကောင်းတဲ့အသင်းဖြစ်တယ် Manchester United အသင်းနေတာမြန်မာနိုင်ငံအတွက်ကိုဒါကျွန်တော်ပထမဆုံးအနေနဲ့ဆူမွန်ကောင်းတောင်းပေးခဲ့တယ်ပေါ့ပါတယ်အဲ့တော့ခုနကဒီညမှာ ထပ်ပြီးပြောစရာရှိတာကဘာလဲဆိုတော့လူတော်များဒီနေရာမှာဟာခုနပြောလိုပဲငွေအားမလူဘာညာဆိုပြီးပြောတာရှိတယ်ဒါခုလက်ရှိမှာဖြစ်နေတဲ့ပြဿနာကျွန်တော်ဒါဘိုင်နေနဲ့တက်မပြောတော့ဘူးဘုံဝင်လေးပြော attention လည်းမပေးချင်ဘူးအဲ့လိုလူမျိုးတွေအဲ့တော့ငွေအားဖြစ်လူစရာမလူပါဘူးဒီလိုနေရာမှာ Manchester United လို့ဒါကျွန်တော်ကဘာပေါ်မှာတန်းကိုယာနဲ့ချီတဲ့ပရိသတ်ရှိတဲ့ fan base ကနေပြီးတော့သူတို့ရဲ့ Twitter သူတို့ရဲ့ Facebook ကနေပြီးတော့မြန်မာဆိုတဲ့နာမည်တလုံးတုပ်ယူနေတယ်အများကြီး effective ဖြစ်ပါတယ်။လက်ရှိမှာဒီဒီလိုကျွန်တော်အခုလက်ရှိခင်ဗျားတို့ပြောပြမယ်။ဒီ Manchester United ကရေးတဲ့ဥစ္စာကြောင့်မို့လက်ရှိမှာမြန်မာဘက်ကအလူငွေတွေအများကြီးပူရတာတွေဘာညာတွေဒါကျွန်တော်တို့ရှိရတယ်မှာပါတယ်ဗောနော်အဲ့တော့ပြောချင်တဲ့သဘောတရား Manchester United အသင်းတစ်သင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တကယ်ကိုမြန်မာကိုအတုံးချပြီးတဲ့မြန်မာကိုအတုံးပြပြီးရေးပသားပြီးတဲ့ effect ကအင်မတန်မှအများကြီးပေါ့ကျွန်တော်တစ်ခေါက်ဖက်လိုက်ရတယ်ကျွန်တော်ဒူဘိုင်းမှာဒါကျွန်တော်တို့ waiter လုပ်နေတဲ့ညီလေးတစ်ယောက်ကနေပြီးတော့ဒါကျွန်တော်တို့မြန်မာအကြောင်းကိုတွေ့တယ်ဟုတ်လားမြန်မြန်မြန်မာပုံစံမျိုးနဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဓိကကကျွန်တော်တို့ပြောရမယ်ဆိုရင် မြန်မာဆိုတဲ့ဥစ္စာကိုတွေ့သွားတဲ့ကြောင့်မလဲရှိမှသူ့ကိုဒါမှမဟုတ်မဖိုးပေးသွားရဆိုပြီးဒါဖတ်ခဲ့ရတယ်မှာပါအဲ့ဒီကြီးရတာ Manchester United ပြည်သက်ပေါ့နော်ဒါကြားရတယ်မှာပါတော့ဘောကျင်တာအဲ့ဒါက effect ပဲ effect နဲ့ effect ဆိုတဲ့ဥစ္စာကွာတယ်အဲ့ဒါပဲအဲ့တော့ခုနကဘောလုံးပဲလက်ရှိမှာဟုတ်တယ်ခုန Manchester United ကဒါခုနကဘောလုံးက Casemiro ratio တို့ရဲ့ဝင်ငွေတော့မပေးဘူးမှန်တယ်ဒါပေမဲ့အဲ့ဒီနဲ့ ူတဲ့ branding တစ်ခုကျွန်တော်တို့ပြီးတယ်ခုနကကျွန်တော်ဒါ Arsenal video မှာကျွန်တော်ပြောခဲ့သလိုမြန်မာဆိုတဲ့ဥစ္စာလေးကို Google မှာရိုက်ရှာအောင်နဲ့အခုလက်ရှိမှာမြန်မာအကြောင်းတွေ့ရမယ်မြန်မာဘလူးခံစားရတယ်ဒီလောက်တငင်းလင်းနှုတ်နေတာတော့မှကျွန်တော်တို့ဒါကောင်းငင်ဘဝနေပြီးဘုံချင်းမပြတ်ဖြစ်တဲ့ကိစ္စတွေကိုတွေ့ရမယ်ပြီးခုနကလူတွေလက်ရှိမှာ all server ဝါကြီးပြီးသွားပြီလို့ထင်တဲ့လူတွေအများကြီးရှိတယ်မယုံမရှိနဲ့ကျွန်တော်ကိုယ်ရတာကျွန်တော်တို့ London တို့ England တို့ခဏခဏသွားနေမြန်မာအကြောင်းပြောပြီးဟာမင်းတို့နိုင်ငံ server ဝါပြီးသွားပြီလားငါတို့ birthday မှာမကြောက်ဘူးဆိုတဲ့အကြောင်းခဏခဏကျွန်တော်တို့ပြောတယ်အဲပြောမယ်ဆိုမြန်မာဆိုတဲ့ဥစ္စာလေးကို Google မှာရိုက်ရှာဖြစ်ဖြစ် Facebook မှာရိုက်ရှာဖြစ် Instagram မှာရိုက်ရှာဖြစ်အခုလက်ရှိမှာဒီ ညမှာကျွန်တော်ကြုံတိုးလေးပြောချင်တာ Instagram ကကောင်းပါလေးတွေကိုလည်းအများကြီးကြည့်ဦးတယ်ပါတယ်။ဒါ Instagram မှာဆိုကျွန်တော်ဒါအဓိကကကောင်းပါလေးတွေကြည့်ဖို့တော့ကျွန်တော် Instagram ဖွင့်ထားတာ။ဒါပုံမှန်လေးပြောကောင်းပါလေးတွေကဒါကျွန်တော်တို့ဘောလုံးပွဲတွေကြည့်ဖို့တော့ဘောလုံးကစားသမားတွေ follow လို့ Instagram ဖွင့်ထားတာပေါ့နော်။အဲ့တော့ကောင်းပါလေးတွေအနေနဲ့ခုလက်ရှိမှာတို့ရဲ့ mind day မှာဆိုဒါကျွန်တော်မြန်မာတွေရဲ့ keyword ကိုတုံးပြီးအကုန်လုံးရတယ်။တို့ရဲ့အလှတပ်ပုံတော့မတင်မဲနဲ့လက်ရှိမှာမြန်မာကကောင်းပါလေးတွေအနေနဲ့ဒါကျွန်တော်တို့ hashtag ကြီးကိုအသုံးပြုထားတယ်ဒါကျွန်တော်စစ်တပ်တီဘုံကျဲနဲ့ဆက်ပြီးပို့ထားတယ်အကွက်ကိုအသုံးပြုတယ်အဲ့တော့ဒီနေရာကဒါကျွန်တော် Instagram ကဒါကျွန်တော်တို့ကော်မလီချိုးလေးတွေကိုကော်မလီတွေရှိတဲ့မဲ့ကော်မလီတွေကျွန်တော် follow ထားတဲ့ကော်မလီတွေအကုန်လုံးကိုဒါအဲ appreciate ဖြစ်ပါတယ်အများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောချင်ပါတယ်အဲခုနကပြောပေးတယ်ပြောချင်တာအဲ့ဒါပဲ Instagram ပဲထည့်ရှာမလား Facebook ပဲထည့်ရှာမလားကျွန်တော် Google ပဲထည့်ရှာမလားမြန်မာဆိုတဲ့နာမည်ကို SEO SEM ဆိုတဲ့သဘောတရားအရနှိမ့်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ထိတ်ဆုံးအောင်မြန်မာဆိုတဲ့အရထွက်လာလိမ့်မယ်အဲ့ဒီမှာဘာကြီးတွေ့လာမယ်ငွေလုံနေတဲ့အကူကြီးကယ်ဆယ်ရေးတဲ့လူနဲ့အကူကြီးကယ်ဆယ်ရေးကိုဒါသတင်းပေးကိုအများကြီးပို့လာလိမ့်မယ်အဲ့ဒါ effect ပါပဲ ဲ့ဒါ effect ပဲအဲ့ဟိုနောက်ပေါ်လေ Manchester United ရဲ့မြန်မာဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ဆိုအမှန်တမ်းပြောမှာဆိုတခါကျရင်ကျွန်တော်တို့မသိတဲ့ဥမာနိုင်ငံဒီအနေနဲ့ဒါကျွန်တော်တို့ဒီဘောလုံးတင်းနဲ့ဆူတောင်းပြီးရစီအဲ့ဆူတောင်းပြီးတဲ့ဥစ္စာကျွန်တော်တို့ဥမာလက်ရှိမှာဒါကျွန်တော်တို့အာဖရိကနိုင်ငံနိုင်ငံမှာဒါကျွန်တော်တို့လူမှုဖြစ်သွားတယ်ဆိုရင်ဘုရားခေါ်တာကျွန်တော်တို့အာဖရိကနိုင်ငံမှာတော်ပြီးလောင်တာမသိဘူးအဲ့လိုဖြစ်တဲ့အချိန်မှာဒါ Manchester United ရဲ့အဲ့အာဖရိကနိုင်ငံကိုကျွန်တော်တို့တွက်ကြည့်တဲ့အချိန်မှာဒါကျွန်တော်တို့အခုလက်ရှိဆူနာမီအော်ထားတဲ့နိုင်ငံပဲတွန်ကာလားမသိဘူးအဲ့နိုင်ငံတွက်ကြည့်အဲ့ဒီနိုင်ငံကြောင့်ကျွန်တော်သိသွားအဲ့တော့ at least you get to know the trend ပေါ့နော်အဲ့တော့ပြောချင်တာဒါပါပဲအဲ့တော့ခုနက Manchester United အသင်းလေးနဲ့ဒါအဓိကဒါလုတ်ပြီးဆိုတာအများကြီးအများကြီးကျူးတင်ပါတယ် Manchester United မြန်မာ fan base Manchester United မြန်မာ fan တွေအကုန်လုံးလည်းအများကြီးကျူးတင်အခုလက်ရှိမှာ Manchester United ပြည်သက်တွေဒီနေ့အခုလက်ရှိမှာစုပေါင်းပြီးတော့အလှလုပ်ဖို့အတွက်ကြိုးစားနေတယ်ပြင်ဆင်နေတယ်ဆိုတော့လည်းကျွန်တော်သိရတယ်မှာပါပါပဲအဲ့တော့ why move ကူညီပေးကြပါအောင်လူအားနဲ့မကူညီနိုင်ဘူးဆိုရင်တော့ဒါကျွန်တော်ငွေအားနဲ့မကူညီနိုင်ဘူးဆိုတော့ဒါကျွန်တော်တတ်နိုင်တဲ့ဘက်ကနေပြီးတော့သတင်းစီးစင်းမှုမှာလည်းအများကြီးအများကြီးကူညီပေးကြပါအောင်ပြောချင်ပါတယ်အဒီနေ့ပေါ်မှာဒါကျွန်တော် Manchester United အသင်းနဲ့ဒါမလွယ်တဲ့အပူနဲ့တခုနဲ့တွေ့မှာဖြစ်ပါတယ် Northern Forest အသင်းနဲ့ဒါ Manchester United အသင်းနဲ့တွေ့မယ် Manchester United အသင်းကလက်ရှိမှာဒါ form ရ up the movement ဒီတော့နေတယ်လက်ရှိနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာတပွဲမှာမရှုံးဘဲနှစ်ပွဲနိုင်ထားတဲ့သုံးပွဲသူရေးကြထားတယ်လက်ရှိမှာ Manchester United ရဲ့ form က on top ဖြစ်နေတဲ့တမပါတယ်တစ်ဖက်က Northern Forest ကလည်းဒီတိုင်းပဲတိတ်တော့မကွာဘူးလက်ရှိမှာ Northern Forest ကဒါကျွန်တော်တို့ Brighton နဲ့ပွဲစဉ်က FA ဖလားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ ပနရီတီကံခဲ့ရတဲ့ကြောင့်ဒီပွဲစဉ်ကိုထည့်တွက်မယ်ဆိုရင်တော့ဒါမစိုးဘူးလို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်အဲ့တော့ပြောချင်တာဒါအဲ့ဒီပွဲလည်းနိုင်တယ်လို့ပြောအဲ့တော့နောက်ဆုံးပြန်ပွဲဆိုငါ့ကိုမပြန်တွက်ကြည့်မယ်ဆိုရင်တော့ Northern Forest က၅ပွဲမှဒါ၃ပွဲနိုင်တာပြီးနှစ်ပွဲတကြီးကြတယ်ဆိုတဲ့စကားလုံးတစ်ခုကိုကျွန်တော်သုံးလို့ရမယ်တဲ့မှာပါတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုတာ Manchester United ကအခုလက်ရှိမှာ form ကောင်းတစ်ခုကိုပြန်လည်ပြီးတော့တည်တည်ချာလုပ်ထားခဲ့တယ်အဲ့ဒီနေ့ပုံစံမှာ Manchester United ပြည်သက်တွေနဲ့မီးတဲ့မိကွန်းရှိတယ် Eden Haven လေးတစ်ချစ်ဒီလိုရှိတယ် Eden Haven နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ first team training ကိုတော့မကြခင်ပြန်ဆင်းနိုင်တော့မယ်ဆိုတဲ့သတင်းတွေသိရတယ်အဲ့တော့ ့ Manchester United အသင်းအနေနဲ့ဒီနေ့ပွဲစမှာဒါ Eden Haven တယောက်ဒါပြန်အောင်ပါဝင်လာနိုင်မယ်ဆိုတော့ကောလာဟာလာသတင်းတွေပါထွက်နေတယ်ပေါ့အဲ့တော့ Eden Haven တယောက်ချိန်တွေကထင်လောက်မဆိုးရတဲ့ကြောင့်မို့ခံစစ်ပိုင်းမှာကူညီနိုင်မယ်လို့ထင်တယ်အခုလက်ရှိချိန်ဒီ Manchester United ခံစစ်ပိုင်းတွေကတော့ဒဏ်ရာရနဲ့အများကြီးဖြစ်နေစေဖြစ်တယ် Harry Maguire, Lennie Yoro, Tom Heaton, LT Bienda, Johnny Evans, Lisandro Martinez, Luke Shaw နောက်တန်းတပွဲလုံးအဒီတတိုက်လုံးအခုချိန်ဒီဆက်လက်ပြီးလွှဲချော်မယ်ကိုဘီမိုင်းနူနဲ့ဒါဒီယာလိုတယောက်ကဒါနှစ်ယောက်လုံးကဒါကျွန်တော်တို့ရာသီကုန်တီဟိုကိုဘီမိုင်းနူရာသီကုန်တီဒါကျွန်တော်တို့ကာမက်ဒီယာဆိုရာသီကုန်တီများပါပြီ ကိုဗစ် -19 ကိုတော့မကြခင်ပြန်လာနိုင်မယ်ဆိုပြီးတော့နီးပြတရားဝင်ပြောထားခဲ့တာတွေ့ရမယ်။တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိဒါသူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ခရစ်စုတယောက်လွဲတာကလွင်အကုန်လုံးပြန်ပါလာနိုင်မှာဖြစ်တယ်လို့ကြားသိရတယ်မှာပါ။အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Northern Force ကိုလုံးဝအထင်သေးလို့မရအောင် Northern Force ကအခုလက်ရှိမှာဒါကျွန် Champion League ဝင်ခွင့်အတွက်တစ်ပြေးနဲ့တစ်ပြေးဒီဆက်နဲ့တင်းတင်းဖြစ်တယ်။ဒါပေမဲ့တစ်ခုချိန်မှာလက်ရှိမှာပြန်တော့မယ်ဆိုရင် United အသင်းကဒါကျွန်တော်ကြားထဲမှာပွဲပန်းတဲ့အခြေအနေလုံးဝမရှိရတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာ Manchester United အသင်းနဲ့ Match Win ပွဲစဉ်တစ်ပွဲကိုညှင်းဆန်တော့ဒါပေမဲ့အဝေးဝင်ဖြစ်နေတာတစ်ခုပါပဲ။အဲ့တော့ဒီ နေ့ပွဲစဉ်မှာဒါကျွန်တော် United အသင်းနဲ့ဒီနေ့ပွဲစဉ်က9-9ရမယ်ဆိုတဲ့ပွဲတစ်ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့လုံးဝငင်းစရာမလိုဘူးနိုင်လည်းနိုင်သင့်ပါမြန်မာနိုင်ငံကဒါကျွန်တော်တို့ပထမဆုံးဆူတောင်းပေးထားတဲ့လူတွေကတရားဖြစ်တဲ့ကြောင့်မို့ဒီသင်းကနိုင်ပါပါနိုင်ဖို့လည်းလိုအပ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီနေ့မှာဒါ Northern Forest ကိုလည်းဒီနေ့မှာချေယူစီပါတယ် Northern Forest မြန်မာနေတခါကျအကန့်နေရေးတာမှန်ပေမဲ့ Northern Forest မြန်မာနေနေခုလက်ရှိမှာဒါကျွန်တော် Arsenal မြန်မာနဲ့ပူးပေါင်းပြီးကျွန်တော်အလူငွေတွေကိုလူနေတော့ကြောင်ကျွန်တော်ဒီညကနေပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်အများကြီးပြောချင်ပါတယ်တတ်နိုင်တဲ့ဘက်ကနေတတ်နိုင်လို့အများကြီးအများကြီးလူတန်းပြီးတဲ့ Northern Forest မြန်မာ group ကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်ဒီညကပြောချင်ပါတယ်ဒီနေ့ပေါ်မှာ Northern Forest အသင်းနဲ့ခုနပြောလို့ဒါကျွန်တော်တို့တပတ်ကဖူဟန်နဲ့အာစနယ်လိုပဲဒါဆူတောင်းပြတာမဟုတ်ပေမဲ့ဒီနေ့ပွဲစဉ်မှာ Northern Forest အသင်းနဲ့ခရယာခဲစင်နဲ့ဒါကျွန်တော်တို့ဆော့ရမယ်တဲ့မှာပါပါအဲ့တော့ လက်ရှိမှာဒါကျွန်တော်ပြန်ကြည့်မယ်ဆိုတော့ Northern Forest ကတိုက်စစ်မှုနေရာမှာ Chris Wood မရှိတာကလည်းတော်တော်လေးကို perfectly balance ဖြစ်နေတဲ့တင်ဖြစ်နေတယ်။တစ်ဖက်က Manchester United မှာ Highland ရဲ့ goal ball တွေပြန်တွေ့တယ်။သူ့ရဲ့နိုင်ငံသင်းတွေမှာလည်း goal ball တွေပြန်တွေ့တယ်။ Zigzag ကလည်း form ကပြန်တက်လာ။အဲ့တော့ United ရဲ့တိုက်စစ်ကခါတိုင်းစိတ်ပူနေရတဲ့စစ်ဆာရင်အခုလက်ရှိမှာစိတ်ဝင်စားစွာကြည့်ရမယ်တိုက်စစ်တွေကတခုဖြစ်လာတယ်ဆိုတော့ကတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။အဲ့တော့မြည်တော့ပင်စိုးစေးကမှုဒီနေ့ပွဲစဉ်ကဒါကျွန်တော်နှစ်သင်းလုံးအတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲ။ဒါ United ဘက်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Northern Force နဲ့ပြဆင် Northern Force ကပို့ပြီးတော့အရေးပါတဲ့ပွဲတစ်ပွဲလို့ပြောလို့ရမှာမဟုတ်ပါဘူး။တစ်ခါပိုင်းဆိုင်ရာမှာဆိုတော့ United အသင်းနဲ့ခုလက်ရှိမှာနောက်ဆုံးပြန်ပွဲစုံ၅ပွဲတစ်ပွဲမှာရှုံးပွဲမရှိတာကိုဆက်လက်ပြီးတော့ထိန်းသွားရမယ်ပွဲစဉ်တစ်ပွဲလို့ပြောချင်ပါတယ်။ဒါတော့ပါပဲ။အဲဒါ Manchester United ပြည်သက်တွေကိုဒီနေရာမှာကျွန်တော်အများကြီးအများကြီးကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ Northern Force မြန်မာဖန်တွေကိုလည်းကူညီပြီးတော့အမြဲတမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အဲတော့ကျွန်တော်တို့ဘောလုံးပြည်သက်တွေကအမြဲတမ်းလိုအပ်ပြီးဆိုရင်သူအမြဲတမ်းနှီးပါတယ်။ဘယ်တော့မှကျွန်တော်တို့ဒါမတုံမလုပ်ပဲနဲ့အမြဲတမ်းလိုကူညီဆောင်ရွက်ပေးတဲ့နေရာမှာရှိရတဲ့ကြောင့်အများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါ ါတယ်အဲ့တော့ကျွန်တော်ဒီညကနေကျွန်တော် Dan Forest မြန်မာ fan တွေမြန်မာနိုင်ငံက Manchester United fan တွေကိုဒီညကကျွန်တော်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ညီကိုလည်းကျွန်တော်ဒီညကနေပြီးတော့ဒါကတော့ view up ပါတယ်အားလုံးပဲပင်ပန်းလှပါပြီပေါ့နော်အဲ့တော့အများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တောင်းပြပါဦးကျွန်တော်တို့ဒီနောက်မှ ACC တွေ့ကြတာပေါ့ကျွန်တော်တို့ဒီများများကိုကြည့်မှာကျွန်တော်ပြည်သူမှာပြည်သူပဲရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်မှ ACC တွေ့ကြတာပေါ့ဒေဗာပါဗျာ